မျိုးသမီးတယောက်ဟာဘယ်လိုကုသိုလ်ကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာလို့လှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရုဒ္ဓာတဲ့မျိုးသမီးတယောက်ဟာဒီအချက်ရှစ်ချက်လိုင်းနာပြီးတော့နေထိုင်တဲ့မျိုးသမီးဟာဒီအချက်ရှစ်ချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်တမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့တတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတောင်းချေချေလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးကိုတရားချေပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ် ဝတ္တရားကြည့်ဖို့လို့ရပေါ့အိမ်မှာနေပြီမဲ့လို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလို့တဲ့အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေက နေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် အဲဒါရဲ့တကြတဲ့မြို့သမီးတွေအတွက်ကြီးပဲပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့လင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချေပြုံးမှုရှိတယ်ဝတရားချေပြုံးစွာ နေထိုင်တယ်တတချက်နော်ဝတရားကြည်ပြောနာအဲ့ဒါဝတရားကြည်ပြောနာတဲ့ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတရားကိုကြည်ကြည်ပြောလှုပ်ပြီးတော့မေတ္တာနဲ့နေထိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်နောင်ဘက်ကကရုကရောပြုပြီးတော့လေးစားရတဲ့အမေရောအဖေရော ဆိုရောက်ခမဗောလေးခုခဲ့တယ်။အဲ့နောက်မဲ့ရမိဘတွေသူကိုဝဲတဲ့ဖာသာအဲ့ရအရေးပေါ်မှာသူဟာတလေတစားကိုတရားချေပြွန်စွာဆောင်ရဲ့ပေးတယ်။ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟုတ်လူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေကနော် ုတရားကြည်ပြန်စွာဆောင်ရွက်တယ်နံပါတ်3ကအိမ်မှုလုပ်ငန်းအနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်ပြောမှဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲကြည့်ရလားဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ တဲ့သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လှုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလှုပ်သမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင်မလှုပ်သလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းဒါခွဲခြားပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတဲ့ဘက်သာရှိလာလို့ရှိရင်ဟို နေဝန်ထကောင်းတိုင်းသာရှိလို့ရှိရင်သူ့ဆေးဝါးကိုတပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော်နေနေဝန်ကောင်းတိုင်းသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်ပေါ့သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ် ာနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာဒါနတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနာ ဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာသေးသေးချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့စီးတဲ့ရေဩခန်းနဲ့ကတဲ့ဆိုလို့ပေါ့စီးလာတဲ့ရေတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လေထဲမှာရေးတယ်နော်အဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင် तू က စီပန်းဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်နောက်ပဲစနီးသည်များလိုက်နာကျင့်တော်ရတဲ့တောင်းဝန်တရားပဲဒါသူရဲ့တောင်းဝန်တရားကိုသူခြေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝန်တရားခြေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့အများပေါ်မှာမြမြတတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ မနာဘကဤကသတ္တမိဖြစ်ဘူးဒါကြတော့ဘာသာဤဘက်ကဆက်နေလာပြန်နော်ဖျားကိုကိုးွယ်တယ်တရားကိုကိုးွယ်တယ်တန်ခါကိုကိုးွယ်တယ်ဘုရားန္တရဏကိစ္ဆမိဓမ္မန္တရဏကိစ္ဆမိတန်ခန္တရဏကိစ္ဆမိရှရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘယ်လိုလုပ် ဘုဒ္ဓံတရဏံကိစ္ဆမိဓမ္မံတရဏံကိစ္ဆမိတန်ခံတရဏံကိစ္ဆမိဖယံတရားတန်ကကိုယ်괴တိုက်တဲ့ယရဏများကိုကိုယ်괴တယ်စကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်ဒါနမချောအဲ့ဘုရဝဒမဟုတ်ရင်တော့ဘုရတရဏံကိစ္ဆမိဓမ္မတရဏံကိစ္ဆမိတန်ခံတရဏံကိစ္ဆမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးွယ်တယ်ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြရပါလို့ဆိုကိုချင်းတီလနဲ့ပြေဆုံးတယ်အဲ့ဒါတော့ဒါတီလပဲရောက်လာအဲ့ဒီကိုချင်းတီလဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတီလဒီကိုချင်းတီလကတော့ရှင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာ မတရားယူတာ ရှောင်ရမယ် ကာမိတုမဆဆရာရှောင်းရမယ်၊ဘုဒ္ဓဝရရှောင်းရမယ်၊သူရမေရရှောင်းရမယ်။အဲ့ဒီရှောင်းကျင်မှု၅ရက်မရှောင်းရင်သူကဒုစရိုက်ပဲလေတာ။နော်။တော့ကမှရာဇဝမှုဖြစ်တာပဲ။လူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူး၊သူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိကသာခွဲတာ။ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဏာတိပါဒဖြစ်တာနော်